အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့ကျွန်တော်တွေဖုတ်ထုတ်တဲ့ခါရတရေပြေးတဲ့ခါရမြောက်ပြေးမှာဖြစ်ပါတယ်ဒီခါရမိတ်ဆွေများအတွက်အရင်ကအသုံးဝင်မှာဖြစ်ပါတယ်ဗျာအဲ့တော့ဒီခါရကိုကျွန်တော်အသုံးပြုပြီးတော့ဖုတ်တဲ့တရေတွေကိုထုတ်နေပါတယ်ဒီနေ့မှာလည်းဒီခါရကိုအသုံးပြုပြီးကုခဲ့တဲ့ဆရာကြီးတူရဲ့အတွေ့အကြုံကိုလည်းမိတ်ဆွေများကိုမြောက်ပေးပါဦးမယ်ဗျာအဲ့တော့ဆရာကြီးရဲ့လူနာကတော့နေမကောင်းတာနေမကောင်းတာနေပြီးတော့သူဆေးထွက်ဝယ်တယ် ဆေရိုဘီအပြန်လမ်းမှာသူရှူပေါက်ချင်လို့ဆိုပြီးရှူးတနေမှာဝင်ပေါက်လိုက်တဲ့ရှူးဝင်ပေါက်ပြီးတော့ပြန်လာပြီးတော့၃လ၅ဆယ်လက်လုံးပဲလမ်းနေတယ်ဖလုတ်ဆိုချော်လဲသွားတယ်ပေါ့အဲပြောမယ်ချော်လဲသွားပြီးတော့ခလုတ်တိုက်ချော်လဲတယ်ပေါ့လေချော်လဲသွားတဲ့အချိန်နေနေမှာအဲ ူကအဲ့အချိန်နေပဲကျွန်တော်တွေဖုတ်ကဝင်သွားသလားသို့မဟုတ်ကျွန်တော်တို့တွေဒီရှူပေါက်တဲ့အချိန်မှာပဲဖုတ်ကမကောင်းဆိုးကဝင်သွားသလားလို့မသိဘူးဖုတ်တော့ဝင်သွားတော့တေးချတယ်အဲ့တော့ဖုတ်တရတဲ့မျိုးမျိုးရှိတယ်ဗျဖုတ်တရသူစားကျင်တော့ချင်တော့ဝင်တဲ့ဖုတ်တွေရှိသလိုအရင်အဲ့ချင်တော့ဝင်တဲ့ဖုတ်တွေလည်းရှိတယ်ဟောတချို့ဆိုကားကျင်ခုခုန်ကျင်တော့ဝင်လာတဲ့ဖုတ်တွေတောင်ရှိသေးတယ်အဲ့တော့ဖုတ်တရတဲ့အများကြီးရှိတယ်အမျိုးမျိုးရှိတယ်အဲ့တော့သူတို့လှုပ်ချင်တဲ့ဟာတွေလေကျွန်တော်တွေဝင်ရောက်ပြီးတော့လှုပ်ချင်တာလည်းရှိတယ်တချို့ဖုတ်တွေဆိုလို့ရှိရင်ရှင်ပြူးချင်တဲ့ဖုတ်တွေတောင်ရှိတယ်အဲ့တချို့ဖုတ်တွေ ယ်ဆိုလို့ရှိရင်ကျွန်တော်တို့မိမလိုချင်တဲ့ဖုတ်တို့ယောက်ျားလိုချင်တဲ့ဖုတ်တွေတော့ရှိသေးတယ်အဲ့လိုလေအများကြီး CIA2 ပြောပြလာတော့အများကြီးကြားဘူးတဲ့ဖုတ်တရတဲ့အများကြီးရှိတဲ့ထက်မှသူတို့လှုပ်ချင်တဲ့အရာလေးတွေတချို့ရတဲ့ကောင်းတာလှုပ်ချင်တဲ့ဝင်လာဝင်ပူတာမျိုးလည်းရှိတယ်ဗျာ အဲ့ဒါမျိုးလည်းအများကြီးကြုံမှုတယ်တခါကြောက်တဲ့ဖုတ်ဖုတ်တူးဆိုလို့ရှိရင် तू ကအမ် तू ကကျွန်တော်တွေဖုန်းကြီးကိုတသင်ငန်းမလူလျက်ပဲနဲ့အဲ့လိုဆုံးမသွားတယ်ဆုံးမသွားပြီးတော့အဲ့လိုမျိုးအဆောက်အဆောက်သဘောမျိုးမကောင်းစွာသောမျိုးသွားဖြစ်သွားတယ်ဖြစ်သွားပြီးတော့အဲ့ဒီအချိန်မှာ तू ကဝင်ပူးကွင်းရတော့ तू ကိုယ်တိုင်ပဲအဲ့လိုမျိုးပေါ့နော်အမြဲတမ်းဟိုတလတခါမဟုတ်နေ့တိုင်းတင်ငန်းတွေရှောက်လူချင်းနေတာတင်ငန်းတွေရှောက်လူချင်းတော့ဟိုရှိတဲ့လူတော့ကိစ္စမရှိဘူးဗျာမရှိတဲ့လူသွားပြီးတော့သွားပူးနေတော့ ဟိုအဆင်မပြေဘူးဖြစ်နေတာပေါ့အဲ့အချိန်မှာလည်းဖုတ်ကထုတ်ရပြန်မှာအဲ့လိုပဲပြဖုတ်တယ်ကောင်းတဲ့ဖုတ်တွေရှိတယ်မကောင်းတဲ့ဖုတ်တွေလည်းရှိတယ်ဒါပေမဲ့အများသောအပြည့်ဖုတ်တွေကတော့စားခြင်းတောက်ခြင်းတို့ဝင်လာတော့များတယ်ဒါပေမဲ့ဒီဖုတ်ကတော့ဒီဆရာကြီးလူနာကိုပူခဲ့တဲ့ဖုတ်ကတော့သူကစားတော့အောင်ပုံကြတယ်သူကစားခြင်းတောက်ခြင်းတို့ဝင်ပူလာလို့မျိုးမဟုတ်ဘူးသူကြတော့ကကြင်ခုံကြီးတို့ဝင်ပူလဲဖုတ်ဖြစ်နေတယ်တကယ်တကယ်ထူးဆန်းတယ်နော်။ကျွန်တော်တို့ကြားဘူးတဲ့ဖုတ်တွေကတော့အများကြီးစားရတာတို့အဲ့လိုမျိုးလေးဂျုံမှုတာ။ဒါပေမဲ့ဒီဖုတ်ကြတော့စားခြင်းတောက်ခြင်းတော့မဟုတ်ဘူး။ကခြင်းခုံခြင်းတာတို့အဲ့လိုမျိုးလေး။သူကြတော့ပြောမစုံတော့ မအိပ်ဘူးဖြစ်နေတာပေါ့နော်သူကမအိပ်ဘူးနေ့လည်းမအိပ်ဘူးညလည်းမအိပ်ဘူးအဲ့ချင်းမျိုးမှာဘလို့ဘလို့တိတယ်လာလဲဆိုတော့သူကနေ့နေ့လည်းမအိပ်ညလည်းမအိပ်ဆိုတော့အဲတပတ်ကြော်ကြော်လောက်ကြာတော့လူကနည်းနည်းအဲ့ခန္ဓာကိုယ်ကြီးကဘလို့ပြောပိန်ပြီးတော့ချက်ချုံးကြလာတာချုံးကြတော့ဆဲဆဲမြောက်ကြတော့ဒါပုံမတော့မဟုတ်တော့ဘူးဆိုပြီးတော့အဲ့မှာဟိုမင်းဒီမင်းနဲ့အဲ့လိုမျိုးအဲ့လို slide လေးမှချိတ်ပါပါညာချိတ်လဲခဏပဲပုံတော့သူကဘာမှမစားတာဆိုတော့ ဲ့ဒီချင်းတွေမျိုးတွေမှာအဲ့လိုမျိုးလိုက်ရှာလိုက်ရှာနေဆရာကြီးတို့သွားတွေ့တာအဲ့ဆရာကြီးရပဲဒီဖြစ်ပြလေးပြန်ပြောပြတာပေါ့နော်အဲ့ချင်းမှလည်းသူ့ကိုလာပင့်နေတဲ့သူ့ကိုလာပင့်တော့သူလည်းသွားတော့တော့သွားတော့ဟုတ်တယ်တကယ်လဲဖုတ်ရှိနေပေါ့နော်အဲ့အရင်ဆုံးသူဒီကားတော့ကိုဒီကားတော့၃၃၃၃ကောက်မန်းပြီးတော့ကောက်တိုက်လိုက်တယ်တိုက်လိုက်တဲ့အချိန်မှာအဲ့လူနာကလုံးဝပုံမှန်မဟုတ်နဲ့ဘလူးလေးလေးထားဖြစ်တယ်အဲ့ပြီးတော့သူ့ရဲ့ကြောအောက်ပေါ့နော်သူ့ရဲ့ကြောအောက်မှာဩစာရွက်၃ရွက်ရှိတယ်ဩဘုံဒံ တန်ပေါ့နော်ကျွန်တော်ဗုဒ္ဓသန္တန်ငက္ဆာမိဓမ္မသန္တန်ငက္ဆာမိတန်ခန္တန်ငက္ဆာမိဆိုတော့အဲ့တော့ကျွန်တော်တို့ဩစာရွက်၃ရက်ကိုတတရဏဂုံ၃ပေါင်း၃កောက်စီပေါင်း၉កောက်ပေါ့နော်ရုပ်ပြီးတော့သူ့ရဲ့ကြောအောက်ကို ထားတယ်ကြောကိုထားထားပြီးတော့သူလုံးမအဲ့အဲ့ရပါလုံးဝနေလို့မရဘူးကြောတွေပူနေတယ်လို့ပဲတဲ့ ။သူကြောတယ်ပူးနေတယ်လို့ပဲသူနေလို့မရဘူးပေါ့နော်။ဒါကဒါဖုတ်ဖုတ်ရှိမရှိစစ်ဆေးတယ်ပေါ့နော်။စစ်ဆေးလိုက်တော့ဒါဖုတ်ရှိတယ်သူလုံးဝနေလို့မရဘူးကြောတယ်ရမ်းပူတယ်လို့ပြောတယ်ဒါဆိုတေချာပြီဒီလိုဖုတ်ရှိနေပြီဖုတ်ရှိနေပြီဆိုတော့သူကပုံမှန်ဆိုလို့ရှိရင်တခြားဖုတ်တယ်ဆိုလို့ရှိရင်အထောက်အခတ်တယ်။ဘာကြောင့်လို့ဆိုတော့အရင်စားချင်းတောက်ချင်းပြီးတွယ်ကတ်နေတာဆိုတော့ဒီဘုတ်ကတော့မဟုတ်ပါဘူး။အမြင်နဲ့ကျွန်တော်တွေနေလဲမယူညလဲမယူအမြင်နဲ့တီးချင်းဆိုချင်းကကချင်းနဲ့ဖုတ်ဖြစ်နေတယ်။အဲ့လိုထူးဆန်းဖုတ်တွေ့တော့သူကဒီခါတာကိုအသုံးပြုလိုက်ပါတယ်။အဲ့တော့ဒီခါတာကကြတော့ ဘလို့ဖုတ်မျိုးမဆိုဘလောက်တောင်းကြမ်းဘလောက်ဆိုးသွမ်းတဲ့ဖုတ်ပဲဖြစ်ဖြစ်ဘလောက်ကြီးတဲ့တရက်တပတ်ကြီးပဲဝင်ပူးနေပါစေအရန်ကိုအဆွန်ထိုက်ပြီးချက်ချင်းုံထွက်ပြေးရပါတယ်အရန်လွယ်ပါတယ်ကျွန်တော်တို့တွေပထမဆုံးဒီကတော့အသုံးပြုမဆိုလို့ရှိရင်အဲ့ဒီနေ့တရက်တော့ငါးပါတိလက်ခံယူမယ်တတလို့စားမယ်ငါပဲဒီလိုက်ခေမီတတလို့စားပြီးတာနဲ့တတရဏကုံအရင်ဆုံးရွတ်လိုက်မယ်တရဏကုံစောက်တီးပြီးပြီဆိုတာနဲ့ဒီကတော့ကိုအဲ့ဒီလူနာရဲ့ ပိုက်လူနာခေါင်းကိုင်မယ်ကိုင်ပြီးရောစပင်းရောအလဲအလဲတက်တက်ပေါ့နော်ခွဲခွဲလိုက်မယ်အဲအလဲတက်တက်ဟိုးဟိုးပဲဟိုးပဲဒီပဲအသားလေးခွဲလိုက်မှာပေါ့ဗျာခွဲပြီးရောအဲ့ငယ်ဒီငယ်ဒီတက်တက်ကိုနောက်ပါဇက်လေးတိပြီးတော့ဒီကတာကို38ခေါင်းခေါင်းရွတ်မယ်အုံးတန်ဘုဒ္ဓတန်ဘုဒ္ဓတပ်ပေဗုဒ္ဓတပ်ပေဓမ္မာတပ်ပေသံဃာတပ်ပေဒေဝခမတိ ောတောတတအာနိနိဂစ္ဆာဟိဂစ္ဆာဟိအမှုမေဩဃတိဒိဋ္ဌာဟိကျွန်တော်တစ်ခေါက်ပူဇော်ပေးပါဦးမယ်အုံတံဗုဒ္ဓောတံဗုဒ္ဓေတဗေဗုဒ္ဓါတဗေဓမ္မာတဗေတံဃာတဗေဒေဝခမတိတောတောတတအာအာနိနိကိစ္ဆာဟိကိစ္ဆာဟိအမှုမေဩဃတိထိဋ္ဌာဟိအုံတံဗုဒ္ဓောတံဗုဒ္ဓေတဗေဗုဒ္ဓါတဗေဓမ္မာတဗေတံဃာတဗေဒေဝခမတိတောတောတတ အာနိနိဂစ္ဆာဟိဂစ္ဆာဟိအမှုမီဩဃတိဒိဋ္ဌာဟိဆိုပြီးမိတ်ဆွေများကတော့38ခေါက်တားရွတ်ပေးလိုက်ပါဗျအဲ့ဒီမှာတွေ့ကန်နေတဲ့ဖုတ်ကချက်ချင်းဆိုသလိုကိုသူ့ညာသူပြန်ထွက်ပြေးသွားရပါတယ်ဘလောက်ဆိုသွန်းနဲ့ဖုတ်ပန်းနေနေဘလောက်ဆိုသွန်းနဲ့အကောင်ဘလောက်မနေနေဘလောက်ဆိုသွန်းနဲ့တည်သက်ကြီးပဲဖြစ်ဖြစ်လင်းမြန်စွာကိုထွက်ပြေးသွားရပါတယ်အလောက်ဒီအစွမ်းထက်တယ်လို့ကျွန်တော်ဘာမဲ့ဘာမော့ဆရာရဲ့ဆရာကျွန်တော်တွေထွက်ပေါက်ဆရာတော်ဖျားကြီးရဲ့ မကျန်းစာအုပ်ထဲမှာရေးရေးသားထားပါတယ်အဲ့တော့ကျွန်တော်လည်းကျွန်တော်မိတ်ဆွေများကိုကျွန်တော်စီမှာရှိတဲ့ဂံမြအစီအစအုပ်လေးတရနေပြီးကောင်းတော့ရရလေးလေးကိုကျွန်တော်ပြန်လည်ပြီးတော့ထုတ်နှုတ်ပြီးတော့မိတ်ဆွေများအတွက်ပြန်လည်မြောက်ပေးခြင်းဖြစ်ပါတယ်ဒီကာတာကတဲ့ဘာမဲ့ဘာဖာနမော့ဆရာရဲ့လက်တွေ့အသုံးပြုတဲ့တတရတွေမှာမနောတတရတွေကျမ်းမှာကျွန်တော်ရေးရေးသားထားတာလေးကိုမတန်းတင်တဲ့လေးကိုမိတ်ဆွေများကိုပြန်လည်ပြီးတော့ကျွန်တော် မျှဝေပေးခြင်းပဲဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်တော့လက်တွေ့အသုံးမပြုပါသေးပေမဲ့အသုံးပြုခဲ့တဲ့ဆရာကြီးတဦးရဲ့ပြောပြောကြားခြင်းရတကယ်ကိုအစွမ်းထက်ပြီးတကယ်ကိုထီအောင်လွန်းလာပါတယ်ဒါကြောင့်မိတ်ဆွေများလည်းပေါ့နော်ကိုကိုတိုင်နဲ့ကိုကိုတိုင်နေရတဲ့စိတ်တွေအဆင်မပြေဘူးဖြစ်နေတယ်ဆိုလို့ရှိရင်လည်းကိုကိုတိုင်ရွတ်လို့ရတယ်လို့တခြားတယောက်ကလည်းရွတ်ခိုင်းလို့ရပါတယ်သပင်ငယ်ငယ်ငယ်တိမှရှိတဲ့သပင်လေးကိုဟိုဘက်ဒီဘက်အသားလေးတွန်းလိုက်ပြီးတော့ဒီကာတာကိုကျွန်တော်တို့တွေရွတ်ပြီးတော့ကျွန်တော်တွေရွတ်လို့ရပါတယ် ဒါမှမဟုတ်လည်းကျွန်တော်တို့တွေပြီးလို့ရှိရင်လည်းခါတာကိုရေခွက်တစ်ခွက်ကိုကင်ပြီးတော့ဒီခါတော့မန်ပြီးတော့အဲ့ငယ်သေးကိုလောင်းချရင်လည်းရပါတယ်အဲသုံးမဟုတ်ရေခွက်ကိုမန်ပြီးတော့လူနာကိုတိုက်မယ်ဆိုရင်လည်းရပါတယ်သုံးခုတလုံးလုံးလိုက်ရင်ပိုဆွမ်းတာပေါ့ဗျာနော်အဲ့တော့ရေခွက်ကိုမန်းပြီးတော့လဲတိုက်မယ်ရေခွက်ကို38ခေါက်မန်းပြီးတော့လဲခေါင်းမော်လေးလောင်းချမယ်အဲကျွန်တော်38ခေါက်သူ့ရဲ့ငယ်သူ့ရဲ့ငယ်တိတ်အလဲအလင်တက်တဲ့နေရာလေးကိုခွဲပြီးတော့တိတ်ပြီးတော့မန်းမယ်ဆိုရင်လဲကောင်းတယ်သုံးခုသုံးလုံးလောက်လိုက်တော့မီမြလောက် ကျန်းနေစေတဲ့တရားတပတ်ပဲဖြစ်ဖြစ်အဝိကိုထွက်ပြရပါတယ်ဆိုတဲ့အကြောင်းလေးကိုလာပြီးများပေးတပါဗျအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မဲ့စုခဏသားသမီးအားလုံးလည်းအတိုက်ကနှုတ်ဆက်ရှင်းကြပါသည်ကိုစိတ်နဲ့များကျမ်းမှချမ်းသာလမ်းမြဝမ်းသာကြပါစေဗျအားလုံးကိုကျေးဇူးတင်ပါတယ်အစီအမေတို့ကျန်းနေတဲ့ Lion Square နေ့နေပြီးအားပေးကြပါဦးဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ